ရွေးကောက်ပွဲဥပဒေနေဥပဒေများထွက်ရှိပြီးမှသာမြို့ဒီပုံစံနဲ့ရွေးကောက်ပွဲဝင်မှာကိုပါတီအစည်းအဝေးတွင်ဆုံးဖြတ်မယ်လို့မွန်ညညရေးပါတီ MUP အတွေ့အမှုဖြစ်သူနိုင်စံတင်ကပြောကြားပါတယ်။လက်တလောမွန်ပြည်နယ်အတွင်းပြည်ထောင်စုတဝန်းလုံးစည်းရုံးမဲ့နိုင်ငံရေးပါတီများမှပါတီရုံးများဖွင့်လှစ်နိုင်ရန်စူးစမ်းနေကြတာကိုကြားသိရကြောင်း ၎င်းတို့ပါတီများအနေနဲ့တတိုင်းငယ်လုံးဝင်ပြိုင်ရမယ့်အတွက်ပါတီယုံများကိုလည်းတက်မှတ်မျိုးနေသုံးဖို့တပုံမှာဖွင့်ရမယ့်အတွက်ကြောင့်လည်းပါတီယုံတွေဖွင့်နိုင်မှုစူးစမ်းနေကြခြင်းဖြစ်ကြောင်းနေစီယုံရေးစင်းနဲ့အခြေအနေမျိုးသိမတွေ့ရသေးကြောင်းနိုင်စံတင်ကပြောကြားပါတယ် ကျွန်တော်တို့မှာကရက်ကြီးရောမြို့နယ်တွေမှာပါပါတီယုတ်တွေကရှိပြီးသားပါလက်တလောမှာတော့ရက်ကြီးတွေဘက်ကိုတော့မစင်းသေးပါဘူးပါတီမြို့နယ်အဆင့်အစည်းအဝေးတွေမှာပဲရက်ကြီးကပါတီတာဝန်ခံတွေကိုခေါ်ယူပြီးတော့အစည်းအဝေးလုပ်နေတာမျိုးရှိပါတယ်တကယ်ရက်ကြီးတွေအထိစင်းပြီးတော့စီယုံရေးလှုပ်ဆောင်တာမျိုးလည်းမရှိသေးပါဘူးလို့ပြောကြပါတယ်ပြီးခဲ့တဲ့ဇွန်လနောက်ဆုံးပတ်တွင်ကလည်းမြန်မာညိုရေးပါတီမြို့နယ်ဆင့်တာဝန်ခံများအားဖိတ်ကြားပြီးလက်ရှိဖြစ်ပျက်နေတဲ့ကိစ္စများနဲ့ပတ်သက်လို့ရှင်းလင်းခြင်းနဲ့အတူရွေးကောက်ပွဲနဲ့ပတ်သက်ပြီး၎င်းတို့ထံမှ သဘောထားအမြင်များရယူခြင်းညှိနှိုင်းဆွေးနွေးမှုများလှုပ်ဆောင်ခဲ့ကြောင်းလည်း၎င်းကဆိုပါသည် ်လာမယ့်ရွေးကောက်ပွဲကိုဘယ်လိုဖြတ်တန်းရမလဲဆိုတာကလည်းအခုဇူလိုင်လပြီးရင်ရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့ဥပဒေတွေနီးဥပဒေတွေထွက်လာတော့မယ်အဲ့ဒီအပြင်ကိုမဲဆန္ဒနေတွေရောရွေးကောက်ပွဲစနစ်တွေရောထွက်လာတော့မှာပဲရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေကိုလှုပ်ဆောင်သွားပြစ်မှာဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ရွေးကောက်ပွဲကိုတော့ရှောင်လွဲလို့မရဘူးလေရွေးကောက်ပွဲဥပဒေတွေနီးဥပဒေတွေထွက်လာပြီးတော့မှာပဲရွေးကောက်ပွဲကိုဘယ်လိုပုံစံနဲ့ဝင်မလဲဆိုတာကိုပါတီအစည်းအဝေးဆုံးဖြတ်ချက်နဲ့သွားမှာ ဖြစ်ပါတယ်လို့နိုင်စံတင်ကပြောကြားပါတယ်။လာမယ့်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြမယ့်ကိုယ်စားလှယ်လောင်းများအားရထားခြင်း ရွေးချယ်ထားခြင်းမရှိသေးကြောင်းနဲ့အခုဇူလိုင်လကုန်ပိုင်းကာလပြီးမှသာဆက်လက်လှုပ်ဆောင်တင်တာများကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းလည်းနိုင်စံတင်ကဆက်လက်ပြောကြားပါသည်လတလောမွန်ပြည်နယ်အတွင်းပြည်တော်စုတဝင်းလုံးစည်းရုံးမယ်နိုင်ငံရေးပါတီများဖြစ်ကြပြီးပြည်သူပါတီ ရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီအစရှိတဲ့နိုင်ငံရေးပါတီမှမြို့နယ်ပါတီရုံးများဖွဲ့လှစ်ခြင်းများလှုပ်ဆောင်နေကြကြောင်းသိရပါသည်